မိကွန်းလေးမေးပြီးလို့ရမလားတဲ့မိကွန်းဆိုတာတဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ကြီးအပေါ်တဲ့ဖုံဖုံရဲ့အမြင်နဲ့ဖုံဖုံဘယ်လိုယုံကြည်ချင့်မြတ်လို့လဲဆိုတာကြီးသိကျင်လို့ပါခင်ဗျာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဘယ်လိုကုံတော်ကြီးအပေါ်ဖုံဖုံယုံကြည်မြတ်လို့ကိုယ်ွယ်လဲဆိုတာတီပီကြီးညိုချင်လို့ပါခင်ဗျာ ဘုရားကမြတ်စွာဘုရားမှာအတ္တကဂုံတော်အနေနဲ့ဘုဒ္ဓဟောဆိုတဲ့ဂုံတော်တွေ့ရပါတယ်။မြတ်စွာဘုရားကသစ္စာ၄ပါးကိုတွေ့မြင်တဲ့ဘုဒ္ဓမူတဲ့အတွက်မြတ်စွာဘုရားကလည်းသစ္စာ၄ပါးကိုဉာဏ်တို့သင်ပေးလို့ရပါတယ်။ဒါနဲ့မြတ်စွာဘုရားကသစ္စာ၄ပါးကိုတဘောပေါက်လိုက်ပြီးတော့ဥစဉ်တို့ကိုသစ္စာ၄ပါးကိုသင်ပေးလိုက်ပြီးတော့ ဥရှင်တို့ကိုနိဗ္ဗာန်တန်းကိုပြနိုင်ပါတယ်။အကြိမ်ရဲ့မြတ်စွာဘုရားကသစ္စာလေးပါးတပုံမပေါက်ခဲ့ဘူးဆိုရင်ဘုဒ္ဓဟောဆိုတဲ့ဂုံတော်မရှိခဲ့ဘူးဆိုလို့ရှိရင်ကျန်တဲ့ဂုံတော်တွေရှိရင်တောင်အာဥရှင်တို့အတွက်အကျိုးသိမ့်မများပါဘူး။ဒီစာဖျားရဲ့ဘုဒ္ဓဟောဆတဲ့ဂုံတော်ဟာဥစဉ်တို့အတွက်အရေးကြီးဆုံးအဲဒါကြောင့်ကို ရဲ့ရှူထောင်းအနေနဲ့ဘူဇင်ကတော့မြတ်စွာဘုရားကိုအဓိကဘုဒ္ဓဆရိတ်ကုံတော်အနေနဲ့အာရှိခိုးလေးစားပါတယ်အဲ့ဒီမှာလည်းမြတ်စွာဘုရားကိုဘူဇင်တို့ကအကုန်လိုင်းနာသင်တဲ့ချင်းချံအထုတ်သင်ပါတယ်အဲ့လိုဆိုမြတ်စွာဘုရားကအာပြည့်တော်မူထားတဲ့အမ်အကျဉာဏ်ပြည့်တော်မူထားတဲ့လမ်းညွန်းမြတ်စွာဘုရားရဲ့ကုတော်တိုင်းအတွေ့အကြုံအတိုင်း ဖြစ်ပေါ်လာတဲ့လမ်းညွှန်ဖြစ်ပြီးဘူဇင်တို့ကလည်းစိတ်ချချာနဲ့လိုင်းနာတင်ပါတယ်အဲ့ဒါမိခွန်းအတွက်အဖြစ်ဖြစ်ပါတယ်လားဖြစ်ပါရဲ့ဗျာဖြစ်ပါရဲ့အဲ့ဆိုတပြီးတော့နောက်ထပ်မိခွန်းလေးရှောက်လို့ရမှာဗျာ မသမီးကားရဲ့မိငွန်းတစ်ခုဘုံဘုံကိုမေးပေးလို့ရမလားတဲ့ပြောပါလေတဲ့ what is religion ဒီကွင်းရပါရစီတဲ့မင်းရဲ့သူကဆရာတော့ class ကပါရလချင်းဓမ္မဘာသာရေးအာဆိုတဲ့စကားလုံးကိုအဆုံးပညာရှင်တွေကအဆုံးဒုဋ္ဌိတနာပညာရှင်တွေကရှင်းပြကြပါတယ်တကယ်တော့အဆင်ပြေတယ်လို့ရှင်းပြလို့ရပါတယ် um တမတ်မူရင်အ ਨੇ အထိပ္ပယ်ကတော့ um ဒုချတဲ့တပုတ်ကိုထက်ခါထက်ခါစစ်တွေစစ်တွေချင်းကိုပြောတာအဲ့တော့စပါစို့ဖျားသခင်နဲ့ထက်ခါထက်ခါစစ်တွေမယ်ဆိုလို့ရှင်ဖျားသခင်ကိုထက်ခါထက်ခါ um စကားပြောမယ်ရှိခိုးမယ်အာစိတ်စိတ်ကူးမယ်စဉ်းစားမယ်အဲ့လိုဆိုတော့ religion ဖြစ်သွားအဲ့တော့ဥစ္စာ ဘောဓဘာသာမှာဘာသာရေးလို့ခေါ်မယ်ဆိုလို့ရှိရင်အဲ့လိုဆင်ဘောဓဘာသာမှာဒီတရားဓမ္မဆိုတဲ့ထူးခြားတဲ့တဲ့ဘောကိုကျွန်တော်ထက်ခါထက်ခါအာဒါမှမဟုတ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုထက်ခါထက်ခါဥစဉ်တို့ကအာအဲ့ဒီမှာဆက်သွင်းနေတာပေါ့ဒါဆိုမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဥစဉ်တို့ကထက်ခါထက်ခါဆင်ခြင်လိုက်ပြီးတော့တရားဓမ္မရဲ့အာညွန်ကြားချက်ကိုဥစဉ်တို့ကထက်ခါထက်ခါတည်တရားလိုက်ပြီးတော့အာသင်္ခါဆိုတဲ့ ယဟန်တွေကိုဦးဇင်းသူကအထက်ခါထက်ခါတရားဓမ္မတွေမေးလိုက်ပြီးတော့နားထောင်လိုက်ပြီးတော့အဲ့ဒါသူတို့ရဲ့တရားဓမ္မအတိုင်းကျင့်ကြံအထောက်လိုက်ပြီးတော့ဦးဇင်းသူကအဲ့ဒါစင်ဘာသာရေးလို့ခေါ်လို့ရပါတယ်နော်အတချို့ကယုံကြည်ဘာသာရေး religion ဆိုလို့ရှိရင်ယုံကြည်ရမယ်လို့ပြောကြတယ်ပေါ့နော်အဲ့လိုဆိုဒီနေရာမှာယုံကြည်တဲ့ဆိုတာတည်ထားမယ် အာဘာမှမတိပဲနဲ့နားလည်မှုလည်းမရပဲနဲ့မိခွန်မိခွန်လည်းမရှိပဲနဲ့ယုံကြည်မှုကို တချို့က religion လို့ခေါ်ကြပါတယ်အဲဒါကြောင့်ယနေ့ခေတ်မှာ religion ကို မကြိုက်ကြပါဘူးဆိုတော့ယနေ့ခေတ်ကတိပ္ပံခေတ်ဖြစ်သွားပြီးတော့ဒကရကမတွေကတိပ္ပံအတိုင်းအဲတင်နိုင်တဲ့ဆိုရင်တော့ဘာကြောင့်ယုံကြည်ပြီးတော့တရားမလဲဘာကြောင့် တတချာချာဆေးလိုက်ပြီးတော့မတရားဘူးလဲဆိုပြီးတော့တန်တရားတွေဖြစ်ပေါ်လာပြီးတော့ယုံကြည်မှုပုံမူတည်နေတဲ့အာဘာသာရေးတွေကို သူတို့ကအသိတဲ့ဘုံမကြပါဘူးသိပ္ပံကိုကိုပြည်တဘောကြပါတယ်အဲ့တော့ဘုဒ္ဓဘာသာမှာဥစဉ်တို့မှာယုံကြည်ရပါတယ်နော်တကယ်တော့ဘုဒ္ဓဘာသာမှာမယုံကြည်ဘူးဆိုလို့ရှိရင်စံကြည်မှလည်းမဟုတ်ပါဘူးဒါပေမဲ့ဘုဒ္ဓဘာသာမှာယုံကြည်မှုဟာသိပ္ပံနဲ့နည်းနည်းဆင်တယ်နော် ဘာကြောင့်လဲဆိုတော့သိပ္ပံမှာလည်းနည်းနည်းယုံကြည်မှပဲစံကြည်မှလေတကယ်တော့ဘာမှမယုံကြည်ဘူးဆိုလို့ရှင်စံကြည်မှလည်းမဟုတ်ပါဘူးဘုရားဘာသာမှာလည်းနည်းနည်းယုံကြည်လိုက်ပြီးတော့စံကြည်စံကြည်လို့ရပါတယ်ဘာမှမယုံကြည်ဘဲနဲ့ဘယ်လိုစံကြည်မလဲဒါနဲ့ဘုရားဘာသာမှာဦးစင်တို့မှာအမ်နေဗန်လမ်းမှာအရေးကြီးဆုံးဖြစ်တဲ့တတိတတိကချင်းကို သိပ္ပံပညာရှင်တွေကတော့သဘောချလိုက်ပြီးတော့အဆုံးသူတေသနာလုပ်လိုက်ပြီးတော့သူတကောင်အာဗုဒ္ဓဘာသာရဲ့အကျိုးတွေကိုတတိချာချာတတိတာထက်ကနဲ့အညီတတိတာထက်ကနဲ့အတူသူတို့ကပြထားပါတယ်။ဒါဆိုအဲ့ဒီဟာဗုဒ္ဓဘာသာမှာအာသချစ်တခုရှိပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာမှာနောက်ထယုံကြည်မှုတွေရှိသေးတယ် နော်စပါးစုပ်ကံတရားနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေဒါမှမဟုတ်ဘဝအရင်ဘဝနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေအာဒါမှမဟုတ်မြေဆာဖျားရဲ့နိဗ္ဗာန်နဲ့ပတ်သက်တဲ့ယုံကြည်မှုတွေစသဖြင့်ယုံကြည်မှုတွေတော်တော်များများရှိနေရပါတယ်ဒီယုံကြည်မှုတွေနဲ့အတူကျင့်ကြံအားထုတ်ရမယ်နော်တချို့ယဟန်တာတွေကတော့အမြင်များဆုံးနိဗ္ဗာန်အစင်ရောက်လာတဲ့ရောက်ရတဲ့အာယဟန်တွေကတော့ သူတို့ကဒီကိစ္စတွေကိုတည်တည်ချာချာစစ်လို့မရပါဘူးတကယ်တော့82ကိုရှေ့မှာပဲစစ်လို့ရနော်ကန်တရားကိုဘယ်လိုစစ်မလဲဆိုတော့အရင်ဘဝတွေမှတ်မိတယ်နောက်ဘဝတွေကိုသိတယ်ဆိုလို့ရှိရင်အစင်ကန်တရားကိုစစ်လို့ရတယ်ဒါပေမဲ့အဲ့ဒီယဟန်တာဆရာတော်ကြီးတပါးမှာဘယ်သူမှစုဖြစ်စေသူမှအဲ့ဒီ82ကိုမရှိဘူးဆိုလို့ရှိရင်စစ်လို့မရပါဘူးဒါကြောင့်ယဟန်တာဖြစ်သွားပြီးတော့အကုန်လုံးစစ်သွားနိုင်မယ်ဆိုပြီးတော့လည်းပြောလို့မရပါဘူး ကံတရားတော်ဆစ်လို့မရပါဘူးနော်တချို့ယဟန်တွေမှာဆစ်လို့ရပါတယ်နော်သူတို့မှာဒီသုတပပါတညာနာအညာနာဆိုတာရှိတယ်ဆိုလို့ရှင်စင်ပြေသုတပပါတဆိုတာတေဆုံချင်းနဲ့ငွေလာချင်းကိုတခြားတတဝတွေမှာတွင်းမြင်တယ်အကျိုးအကြောင်းကိုလည်းသိတယ်အဲ့လိုဆိုရင်အဲ့ဒီမှာကံတရားကိုယုံကြည်စရာမလိုဘူးတခါတည်းကိုယ့်ရဲ့ဉာဏ်ပညာဖြင့်မြင်လက်သိတယ် နော်ဒါပေမဲ့အဲ့လိုဉာဏ်ကိုအဲ့လိုအဘိညာဉ်အဲ့လို82ကိုအာယဟန်တာတိုင်းမှာမရှိပါဘူးဒါနဲ့တော်တော်များများတကရကမတွေကနေပေါင်း3ယဟန်တွေကဒီလက်ရှင်တွေကနေပေါင်း30 50ခုနစ်ချင်းချင်းအထုပ်လိုက်ပြီးတော့ down သူတို့ကဘာမဖြစ်မှမရကြပါဘူးနော်အဲ့တော့82ကိုတက်တက်အထုပ်မဲ့ဆိုလို့ရှိရင်အဲ့ဒီဟာလဲကျေတနာတက်တယ်ဘာကြောင့်လဲဆိုတော့ ဦးဇင်းတွေတို့ထင်မဲ့ကြမ်းကြီးအတိုင်းဆိုလို့ရှိရင်အဲဇန်ရောက်ရာတပုဂ္ဂိုလ်တွေပေါင်းတသိန်းလောက်မှတယောက်မှအဲ့ဒီအဲ့ဒီကိုရသွားနော်ဒါဆိုအဲ့ဒီအဲ့ဒီကိုကိုစိတ်ချလို့မရပါဘူးဆိုတာကိုယ့်ရဲ့အတွေ့အကြုံနဲ့အဲစိမဲဆိုတာစိတ်ချလို့မရပါဘူးနေပန်းကိုကိုယ့်ရဲ့အတွေ့အကြုံနဲ့စစ်လို့ရတယ်အဲ့တော့တရားအထုတ်လိုက်ပြီးတော့ရနိုင်မယ်အဲ့ဒါအတိတ်ကပန်းတိုင်ဖြစ်နေတယ်ပေါ့။ဒါပေမဲ့ ြံတဲ့ဟာယုံကြည်အောင်ဆိုကန်တရားယုံကြည်ရမယ်အရင်ဘဝနောက်ဘဝယုံကြည်ရမယ်အာပြီးတော့အလိုအကျိုးအကျိုးကိုယုံကြည်ရမယ်တကယ်တော့နိဗ္ဗာန်ရောက်ရပြီးရင်မြစ်စာပြန်မှလည်းနိဗ္ဗာန်ရှိတယ်ဆိုတာတခါတည်းသိဒါတော့ဟုတ်တယ်ဒါတော့စလို့ရတယ်နော်အဲ့ဒီမှာနိဗ္ဗာန်မဲ့ဖို့ရောက်ရတဲ့ပုဂ္ဂိုလ်တွေမှာသူတို့ကပါဠိစာပေဖတ်တဲ့အခါမှာဟုတ်တာပဲဆိုပြီးတော့မြစ်စာပြန်ကဟောထားတဲ့တရားက ငါနားနားလေတဲ့နားလေတဲ့ဟာနဲ့အမတန်ကြီးပါတဲ့ဆိုပြီးတော့အန်အန်အော်အော်နဲ့အာတချို့ယောဂီတွေကတော်တော်တွေ့ရကြတွေ့ကြရပါတယ်။ဒါဆိုအဒီဟာတော့ဟုတ်တယ်အဲ့ဒါလိုဆီလိုရပါတယ်။ဒမန်ကန်တရားတို့ဆီလိုပြင်မရပါဘူး။နတ်ပြည်တို့နာတွေငရဲတို့အဒီဟာလည်းအဒီကုမရှိရင်ဆီလိုမရပါဘူး။ယဟန္တာတောင်ဆီလိုမရပါဘူးတော်တော်များများ။ဒါဆိုအဒီပြဿနာရှိပါတယ်နော်။အဲ့ဒါကြောင့်ယုံကြည်ရမယ် နော်ယုံကြည်မှုတော့ရှိပါတယ်ဒါကြောင့်ဦးစင်ကတော့ဘောဓဘာသာကိုအမြဲတမ်းဘာသာရေးအနေနဲ့သဘောထားတယ်မဆရောအစာကနဲ့အဆုံးထိယုံကြည်မှုပဲရှိပါတယ်အကောင်လုံးမှာတော့မဟုတ်ပါဘူးတချို့ယဟန်တာတွေမှာအေဒီကိုရာသွားပြီးတော့ယုံကြည်မှုမလိုတော့ဘူးစပါရှုအစပါစုအရှင်သာရိပုတ္တရာကိုမြစ်စွာဘုရားကဓမ္မပဒအထက်ကစာပြေမှာမိတယ်အရှင်သာရိပုတ္တရာယုံကြည်ပါသလားအရှင်သာရိပုတ္တရာကမယုံဘူးလေမြစ်စွာဘုရားတရားတော်ကိုမယုံဘူးလေ ိုယ့်ရဲ့အတွေ့အကြုံအတိုင်းသိနေပါပြီ။ဒါကြောင့်ယုံကြည်စရာမလိုဘူးပဲအဲ့တော့ယဟန်တွေကအင်မတန်စိတ်ဆိုးလိုက်ပြီးမြေဆာဖျားကိုတော့တိုက်တယ်။အဲ့တော့မြေဆာဖျားကိုတော့တိုင်းလိုက်ပြီးတော့မြေဆာဖျားကရှင်သာရပုတ္တရာကိုလိုက်ခေါ်ထားပြီးတော့သူကမေးတယ်ရှင်သာရပုတ္တရာယုံလားမယုံဘူးလားဆိုပြီးတော့မြေဘောက်ဖျားတဲ့ကိုယ်အတွေ့အကြုံအတိုင်းသိပါတယ်ဗျာတဲ့ရှင်သာရပုတ္တရာကရှောက်ထားလိုက်ပြီးတော့မြေဆာဖျားကလည်း အာချီးမွန်လိုက်ပြီးတော့ဟုတ်တာပဲရှင်သာရိပုတ္တရာကယုံကြည်စရာမလိုပါဘူးကိုယ့်အတွက်အကျုံးအတိုင်းသိနေပါတယ်မြတ်စွာဘုရားကယဟန်တွေကိုတည်တည်ချာချာအမ်ပြောပြထားပါတယ်ဒါဆိုအာ religion ဆိုတော့အများစုမှာတော့ယုံကြည်ရမယ်အဲဒါကြောင့်အများစုမှာဗုဒ္ဓဘာသာကဘာသာရေးဖြစ်နေတယ်နောက်ထပ်စကလုံးရှိတဲ့ philosophy ဆိုတာရှိတယ်တက္ကန်ဘယ်လိုအာ takkaniya beta te tuku ko elo elo khare ba elo nale jin pa in sha ji me dattanika beta dattanika era maho yin ya maho yin Alors, la technique Beda, ça so veut dire philosophie sur so le chien. Et la philosophie, c'est so un grec, bada, ma plus pour la, c'est que l'on m'a so enseigné, non? Philosophia, c'est so un second, mais ma plus pour la. Philo, ça veut dire love. Chide, Sophia, so ça veut nyan peña. T'as son nyan peña, chichin, či philosophia, l'autre. Alors, la philosophie, philosophy sudaniya ma tatanika beta sudaniya ma tichu ga yumchi bodha bada ga philosophy ba be religion ma mo pa bu de ero edi ma le bodha bada ga to point to data philosophy ho de to me to point to data philosophy ma mo pa e philosophy sara ဘဝရှင်ပြတ်ချင်းနော်လောကရှင်ပြတ်ချင်းဘုရားဘာသာကဘဝကိုလောကကိုရှင်ပြပေးတယ်အဲ့ဒါတော့မှန်တယ်ဒါပေမဲ့ အဲ့ဒါမကားသေးဘူးဘုရားဘာသာမှာညွန်ကြအချက်လည်းရှိပါတယ်နော်ဘုရားဘာသာမှာညွန်ကြအချက်လည်းရှိတယ်ယုံကြည်မှုလည်းလိုတယ် philosophy မှာယုံကြည်မှုမှမလိုပါဘူးအဲ့တော့ဘုရားဘာသာမှာဇနုကကန်တရားကိုယုံကြည်ရမယ်ယင်ဘဝနဘဝကိုယုံကြည်ရမယ်နတ်တွေကိုနတ်ပြည်တွေကိုမြေတွေကိုယုံကြည်ရမယ်ယေရှုဖျားမှာနိဗ္ဗာန်ရထားပြီးဆိုပြီးတော့အာတက္ကရကမတွေမှာ ကိုယ်ပါတာနိဗ္ဗာန်ရောက်ရတဲ့အထင်ယုံကြည်ရမယ်။သစ္စာလေးပါးကိုလည်းအာကိုယ်ပါတာတွေ့မြင်တဲ့အထင်ဒကရကံတွေကယုံကြည်ရမယ်။အဲဒါကြောင့် philosophy မဟုတ်ဘူး philosophy မှဆိုပြီးတော့ဘယ်ဟာမှစပြပြအစင်ပြပါလေ။အဲဒီမှာအမေစာတိစရာမရှိတဲ့ပေါ့ philosophy မှာမေစာတိစရာမရှိဘယ်ဟာမှစစံစားလာပြီးတော့အာအကြောင်းတွေရှိတဲ့ဆိုလို့ရှိရင်အစင်ပြတယ်ဘောရဘာလာမှာအဲ့လိုတော့မရပါဘူး။ ဘုရားဘာသာကိုဦးဇင်းတို့ကတရားဓမ္မအနေနဲ့ယူလိုက်မယ်ဆိုလို့ရှင်တရားဓမ္မကိုမြတ်စွာဘုရားကမွေလို့မှတ်ထားတယ်။မွေအဲ့တော့မွေတကောင်ဆိုရင်တော့ဦးဇင်းတို့ကမွေတကောင်ကိုမြည်မှခံလိုက်မယ်ရှင်သူကလှေလိုက်ပြီးတော့ဦးဇင်းတို့ကိုကြိုက်ပြလိုက်မယ်။ကြိုက်လိုက်ပြီးတော့ဦးဇင်းတို့တည်သွားမယ်ဆိုတော့တိတ်အစင်ပြစ်ပါဦး။ မွေးကိုဦးဇင်းတော်ကခေါင်းအနောက်မှာဂိုင်လိုက်မယ်ဆိုလို့ရှိရင်သူကလေလိုက်မလှိနိုင်ပါဘူးဦးဇင်းတို့ဂိုင်လို့မရပါဘူးအန်တီရလည်းမရှိပါဘူးဦးဇင်းတို့တားလို့မရပါဘူးဦးဇင်းတို့မှာ မွေးမှာအကျိုးရှိတယ်ဆိုပါစို့အစိဖြစ်စီလို့လို့ရပါတယ်အဲ့တော့ဦးဇင်းတို့ကအဲ့လိုဆိုရင်မွေးကိုနှစ်ဖက်မှာဂိုင်လိုက်တဲ့အခါမှာမတက်ဖက်မတက်ဖက်လက်ရှိတဲ့အတိုင်းအချမ်းသာမှုဆင်းရဲမှုရှိ ရှိတယ်လို့ပါပဲ ဗုဒ္ဓဘာသာမှာတရားဓမ္မကိုဦးဇင်းတို့ကမာတနီနဲ့လက်ပေါ်ထားမှဆိုလို့ရှိရင်အတရားမြတ်ပါတယ်ငရေတောင်ချိနေပါတယ်မန်တနီနဲ့ခြင်လိုက်မှဆိုရင်မန်တနီနဲ့တဘတဘပေါ့မှဆိုရင်အဲ့လိုဆိုရင်တော့နာပီရောက်နိုင်တယ်နိဗ္ဗာန်ရောက်ရနိုင်တယ်အဲ့ဖီလိုဆိုဖီမှာမရှိပါဖီလိုဆိုဖီမှာဘာပဲရရအစဉ်ပြေပါတယ်စဉ်းစားရင်အစဉ်ပြေတော့ဒါဗုဒ္ဓဘာသာမဟုတ်ပါဘူးဗုဒ္ဓဘာသာမှာဦးဇင်းတို့ကမိစ္ဆာဒိဋ္ဌိသမာဒိဋ္ဌိဆိုတာအမတန်တန်ချက်ချက်ခွဲခြားပါတယ် အဲ့တော့မေစာဒိတ်တီရှိနိုင်တဲ့ solution philosophy မဟုတ်တော့ဘူး။ဒါမဲ့အမှန်ကတော့မြတ်စွာဘုရားကလောကနဲ့ပတ်သက်တာတွေအာဦးဇင်းတွေဘဝနဲ့ပတ်သက်တာတွေကံနဲ့ပတ်သက်တာတွေအများကြီးအများကြီးရှင်းပြလိုက်လို့တည်တည်ချာချာကိစ္စကိုမကြည့်တဲ့ပုံစံတွေကဘုရားဘာသာကို philosophy လို့ခေါ်နိုင်ပါတယ်။အဲ့ဒါမိခွန်အတွက်အဖြစ်ဖြစ်ပါတယ် 其他遍，一你或我都可